အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့စိုင်းငူပစ္စည်းတွေအများကြီးဝယ်ချင်အောင်ဆောင်ပြီး အလောက်လျှော့အောင်လောက်ကလိန်နီးတဲ့လာလိန်နေအကြောင်းကိုပြောပြလာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံပြူဖန်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြူဖန်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာ ပြန်လေးကျူစုလိုက်ပါတယ်ဗျာအဲတော့လူတွေလည်းတတိထားလို့ရအောင်ပေါ့နော်အခုဆိုင်တိုင်းဆိုင်တိုင်းဆိုင်ပိုင်းရှင်တွေတတိထားလို့ရအောင်လို့ပေါ့နော်ဒီဗီဒီယိုတင်ပေးခြင်းဖြစ်ပါတယ်ဒီနေ့ကျမတို့ရဲ့ဆိုင်ကိုတခိုးမလို့ပြောမလားလူလိမ်မလို့ပြောမလားပေါ့နော်အဲ့ဒီတယောက်ကဝင်လာတယ်သူနဲ့ပါတယ်တယောက်ကဆိုင်ကေကိုဟိုဆိုင်မျက်စောင်းလို့ဟိုဘက်အကွယ်လေးမှာရက်ထားတယ်ပေါ့ချက်ပြီးစောင့်နေတဲ့အကြလေးတယောက်ပေါ့နော်အဲ့ကျမမှဟိုဖြစ်တော့ ဆိုင်မှာဘယ်သူမှမရှိဘူးကျမတယောက်တည်းပဲရှိနေတဲ့အချိန်ချင်းအဲ့နဲ့တော့ဝင်လာပြီးလဲပြီးတော့မျက်တောင်ကောင်းစေးလေးတစ်ချောင်းလာဝယ်တယ်ဝယ်ပြီးလဲပြီးအဲ့ဒီဟာအဲ့ဘယ်လိုမျိုးလဲဒီလိုမျိုးမှဟိုဟိုအဲ့ပန်းရောင်လေးနဲ့မဲရောင်လေးနဲ့လေးတဟုတ်လားဆိုအမဒီဟာဟုတ်တယ်ဆိုတော့မဟုတ်ဘူးဆိုကျမကလည်းအဲ့ဒါဖောက်ပြတာပေါ့ရှင် customer ဆိုတော့ကျမကလည်း simple ဖောက်ပြတယ်သိရမလားအဲ့ဒီလိုလေးဒီလိုလိုဆိုအင်းနဲ့အဲ့ဒါဆိုအဲ့ဒါယူမဲတဲ့သူကအဲ့ပတ်စံရှင်းသွားတယ်ပေါ့ရှင်းပြီးလဲပြီးသူကတဲ့ငွေနဲ့လဆောင်နဲ့ပေးချင်တာတဲ့ငွေလဆောင်ကိုပေးချင်တာတဲ့တသိန်းဖိုးလောက်တဲ့သူဘုံလေးနဲ့အဲ့လိုထည့်ပေးချင်တာဘာလေးပြင်ကောင်းလဲဆိုကျမကလည်းရှင်းပြပေါ့ဘလိုဘလိုလေးပေါ့ဘလိုဘလိုလေးစိုက်တယ်ပေါ့စိုက်လာပေါ့အဲ့လိုမျိုးလေးရှင်းပြသူကအဲ့နဲ့ ရချိုးဆက်ပြားလည်းယူမယ်တဲ့ရချိုးဆက်ပြားလည်းယူမယ်တဲ့ပြီးလည်းပြီးတော့မြက်ကမှန်လည်းယူမယ်တဲ့မြက်ကမှန်ရတဲ့ဟင်းနဲ့လက်ကားစေးရောလည်းမပေးဘူးလားအမအစဲဆုံးဆိုလို့ရှိရင်တော့ညီမလက်ကားစေးနဲ့လုပ်ပေးလိုက်မယ်အဲ့လိုမျိုးပြောလို့ပြောအဲ့တူတဲ့ဟိုဟာဖြစ်တော့ပထမတော့နှစ်စုံနှစ်စုံကနေသုံးစုံသုံးစုံကနေ၅စုံပြည့်ပြည့်ဆယ်စုံပြီးမဲ့ဆို15စုံပြီးဖြစ်သွားတော့သူက15စုံဆယ်စုံနဲ့တက်တက်ဖယ်ပြီးဒါသူကသူရှူမယ်ပေါ့နော်၅စုံတော့ဟိုမွေးနှစ်စုံနဲ့ထည့်ပေးမယ်ပေါ့သူကအဲ့လိုမျိုးပြည့်ပြည့်ပြည့်ဤဘာတို့တွေလည်းယူတယ်ဤဘာတို့တွေလည်းယူပြီးလဲပြီးတော့ mask လည်းယူတယ် mask ကလည်းဈေးတတားလေးတွေပြောပေးတယ်အဲ့လိုမျိုးဆိုတော့ကျမဈေးကတော့အဆအဆရှိရဒီလိုလိုရှင်းပြတာပေါ့ရှင်အဲ့ဒါနဲ့ mask ၅ချက်ယူမယ်တဲ့ပြည့်ပြည့်ပြည့်ဘာလဲ ဒီမြက်ကမန်ကိုခွက်တိတ်လဲခွက်တိတ်လဲယူတယ်ဒီလားဟာသူဒေါင်းဒေါင်းပြင်ကျမကိုရှင်းရင်သူမောင်းတာပေါ့တဆိုင်လုံးဖက်ပြေးနေရကျမတယောက်ထဲသိမလားဒါပေမဲ့ကျမကလည်းမျက်စိကလှဲနေဆိုတော့ကျမလိုက်ကြည့်နေသူမလစ်ဖြစ်ရှင်ပြပါလဲဟိုဟာ fancy ဟိုဟာလေး stainless steel လေးကိုသူက20ထည့်ပေးတယ်20ဆိုလို့ရှင်အမလို့19ရင်း9000ကျော်ကြောက်သွားပြီလို့ဆိုလို့ဆိုတော့သူကအဲ့ဒါနဲ့အဲ့ဒါဆိုလို့ရှင်နဲ့တဆိုင်တွေထည့်လိုက်တော့တယ်ပြလဲအဲ့တဆိုင်မထည့်တော့ဘူးပြန်ထုတ်တော့ဟိုဟာယူမယ်ဒီဟာယူမယ်ပေါ့သူလောက်တော့ပေါ့ရှင်လောက်လဲတော့အဲ့ဒါနဲ့ကျမစက်ခုပေါင်းလေးနဲ့ထည့်ပေးမယ်လို့ဆိုလို့ဆိုတော့သူက ရုံးနဲ့အမကလည်းအခုပြန်လာမယ်တော့ဝင်မန်းကြီးတွတ်ထုတ်လိုက်အောင်မယ်အဲ့လိုမျိုးပြောအဲ့ဒါနဲ့မဟုတ်ဘူးမားလို့ဝင်မန်းကြီးနဲ့ရှင်းလို့ရတယ်ဒါမှမဟုတ်လို့ရှင်ပတ်စံ၃ကျင်လို့ထုတ်ထုတ်ချင်တာဆိုရင်ကျမအမေကဝင်မန်းကြီးလုတ်တယ်ကျမထုတ်ပေးလိုက်မယ်အဲ့လိုမျိုးပြောပြောမဟုတ်ဘူးတော့အချက်ဆိုင်မှာထုတ်ချင်တာအချက်ဆိုင်မှာထုတ်မှာမဟုတ်လို့လေအဲ့လိုဆိုအော်ဒီသူလေးလေးထိထားဆန်ပဲပေါ့ကျမတွတ်ထုတ်တွတ်ထုတ်ပေါ့ညပြည့်ပြည့်တော့ဟိုဟာတဲ့ဝင်းနေဟိုဟာတဲ့စကူလေးနဲ့ပတ်ပြီးတော့တွပေးချင်တာတဲ့အဲ့ကျမကျမအမဖုန်းဆက်ပြီးတော့ဖုန်းဆက်ပြီးကျမကိုရှင်သူကသွားဝယ်ပေးမလားလို့ပေါ့ရှင်တည်ရမလားအဲ့ကျမကလည်းကျမအမဖုန်းဆက်ပြီးမမအေးဒီမှာတော့ကက်ရှမားဒီလိုလိုပါဖြစ် ါနဲ့ကျမအမအေးဒီလိုလိုလိုရှိရပေါ့နော်ဖုန်းဆက်ပြီးတော့အဲ့ဒါနဲ့အဲ့ဒီ packing bag တစ်ဆက်ကိုလည်းဝယ်ပြီးတော့လာပို့ပြပါအောင်ပေါ့ဆန်တော့ပေါ့အဲ့လိုမျိုးဆိုတော့ကျမအမအားကိုဝယ်ပြီးတော့လာပို့ရရှင်ဒီကလေးဝယ်ပြီးတော့လာပို့ရပေါ့ဟာအဲ့ဒီခရမ်းရောင်ကမကြိုက်ဘူးပဲကျမကပန်းရောင်လေးလိုချင်တာလည်းမဟုတ်ဘူးအမလည်းအမကခရမ်းရောင်နဲ့ညီလာခက်ခုပဲရှိတာတဲ့ပြီးတော့လည်းဒီကဟိုအဝေးကြီးကဈေးကနေဝယ်လာတာတဲ့ဈေးကြံတော့ဝယ်လာတယ်ဟာနာမရဘူးအဲ့ဆိုအနီရောင်ဝယ်ပြီးအနီရောင်သွားဝယ်ပြီးအဲ့ဒါကျမအမဒီကပေါ့ရှင်ဒီကသွားပြီးလဲပြီးတော့သွားပြီးဒီကလေးဝယ်လာပြီးတယ်အဲ့နဲ့ဝယ်လာပြီးလဲပြီးတော့ အင်းနဲ့အဲ့ဒါဆိုနေဖဲချိုးရဲဖဲချိုးဝယ်ပေးအောင်နဲ့ဖဲချိုးပါပြအဲ့ဒါနဲ့ကျမကမဟုတ်ဘူးလေဖဲချိုးမရှိဘူးလေစာရေးကရိယာဆိုင်ပဲတဲ့စာရေးကရိယာဆိုင်ပဲအဲ့ဒါဆိုလို့ရှိရင်နဲ့ဟိုဟာကိုကနှစ်ထပ်လေးတဲ့ထုတ်ချင်တာတဲ့နှစ်ထပ်လေးထုတ်ချင်တာတဲ့အဲ့ဒါနောက်ခုသွားဝယ်ပေးစေကျမမာဒီကနှစ်ခုသွားဝယ်ပေးနော်အဲ့ဒါနဲ့ဟိုဟာတဲ့ဖဲချိုးလေးတဲ့ရအောင်ရှာဝယ်ပေးပါလားတဲ့ဒါမှမဟုတ်အပေါ်မှာနှတ်စင်တဲ့ဟာလေးတဲ့ဆိုကျမမာမရဘူးတဲ့အဲ့ဒါစာရေးကရိယာဆိုင်နဲ့ဘာမှမရှိတော့ဘူးကျမမာလည်းသူမနှောပြက်လာပြီရှင်တင်မလားအဝယ်သူမဟုတ်တော့ဆိုတာသိနေသိနေအဲ့ဒါနဲ့သူ့မျက်စိတော့လိုက်ကြည့်နေတယ်သူကမမီလို့ပြန်သွားအတဲရံပြေးသွားတာမှသူတောက်လာတဲ့စပီဘူးတောင်ကမှကြံခဲ့ရှင်ဟို အခုစိုက်နေကွာတတိထားတင်နေတည်လားသူကခွဲသူလို့လို့ဘာလို့လဲတင်မလားဟာအသေးအတန်တွေပြီးဖြားတွေခတ်ပြီးတော့တင်မလားပြီးတော့ဘာနိုဘိုနှခန်းကြီးလည်းဆိုးကြည့်တင်မလားတော့ဆိုးလို့ရလားဟောအမတက်စတာကိုတော့ဒီလိုလက်ကလေးနဲ့ယူပြီးတော့ဆိုးလို့ရတယ်ပေါ့နော်ဒီလိုမျိုးဟိုကတော့ဆိုးလို့မရဘူးအဲ့ဒါကတော့လက်ကမပေးဘူးလားတဲ့ဟိုမမလို့အဲ့ဒါကတော့လက်ကတော့လုပ်ပေးမယ်လို့ဟိုကပေါ့နော်ဒီလိုမျိုး နကားနဲ့ဒီလက်လီစင်းနဲ့အရင်မကွာအောင်တမီးတို့အရင်မခွာထားအောင်အကြောင်းမလို့ပေါ့နော်ဟိုဖြစ်မယ်အစင်ပြောင်းတော့လုပ်မယ်အေးရှော့ပေးအောင်နဲ့ဟောမမားလည်းတမီးဒီလိုအဆုံးတော်တွေလည်းရှော့ပေးမယ်ပေါ့နော်ပြီးတော့ဒီဟိုကလည်းလက်ဆောင်လည်းထည့်ပေးလိုက်မယ်ပေါ့အဲ့လိုဟာသူတည်းတောင်းတောင်းပြီးဟာပြည့်ပြည့်ပြည့်အေးနဲ့တမီးတွေဘယ်ဟိုကလည်းအမအ တမီးမဟုတ်အမတဲ့သူသူ့ကြည့်ရလေအသက်30လောက်ရှိတယ်ဒီလားကျမကအမတဲ့အမကြီးမာကြီးတမီးကလူတမီးကလေအဲ့လိုပြောတာတော့ဒီလားလေဗမာလေဘေးဆိုင်မှာဝယ်ရလေဒီလားလေဟဲ့ကဆိုင်မှာဒီဒီအနေနှစ်ခွဝယ်လာဟိုခရဲအောင်လာကြတော့ဈေးရနေဝယ်လာအဲ့နဲဒီလားလေပဲဆိုဟလာဒီလားထင်းတော့အေးအေးအခုပြန်လာခဲ့မယ်တိလားဆိုပြီးတော့အဲ့နဲပြန်သွားရှင်ပြန်သွားကျမကျမပစ္စည်းတော့ပြင်ဟိုဖြစ်မယ်ဆိုပြီးတော့ကျမဖုန်းနံပါတ်ယူထားလိုက်ရောဖုန်းနံပါတ်ယူထားဖုန်းလေးဆက်လက်ဆက်ဖုန်းကဆက်ပိတ်ထားပါလေ ဆန်ရှင်နေအခုချိန်မှာအရန်တတိထားတင်ပါလေရှင်ဟိုအခုကလေဒီလိုမျိုးလောက်စားတဲ့လူအရန်များရယ်ကွာဒါကျမတို့ကမျက်စိတောက်ထောက်ရကြည့်ရပြီးတော့သူတို့ဟိုစောင့်ကြည့်နေဖြစ်နေမယ်ကျမတို့ကဒီနှိမ့်ကိမဆိုလို့ရှင်အငယ်မဟိုဘောနော်ဟိုရှင်သွားပို့တယ်ဆိုတော့ဒီချိန်မှာတယောက်ထဲရှိတယ်သူတို့ကစောင့်ကြည့်ပြောဝင်လာတာဖြစ်နေမယ်အဲ့တော့ကျမအခုဒီဟာပို့ဆုံးသွားရယ်ဘောနော်ဒီစက်ကူတွေဖတ်တွေပို့ဆုံးသွားရယ် အဲ့လိုမျိုးစောင့်ကြည့်ပြီးတော့တယောက်တည်းကနေပြီးခုနှစ်ယောက်ဖြစ်သွားလို့သူကမလွတ်ပြန်ပြေးတာပေါ့နော်ဟိုဒီလိုတယောက်တည်းဆိုင်ထိုင်နေစိုင်းနေလဲတတိထားတဲ့နေပြီးတော့ဟိုတစ်ခါဦးပေါ့နော်လိုင်းပေါ်မှာတက်လာရင်နှစ်ယောက်ဆိုရတော့မှလေတယောက်ကိုပစ္စည်းကောက်ဝယ်ခိုင်းပြီးတော့တယောက်ကိုအရှိမပစ္စည်းကြည့်ခိုင်းပြီးတော့ဟိုကောင်တာတွေပစ္စည်းနှိုက်သွားကျမတို့ကောင်တာလည်းအကြီးဟိုဘက်ထောက်မှာကွာပစ္စည်းနှိုက်လို့မလွယ်လို့ပေါ့နော်အဲ့လိုပြောပြချင်တာပါနောက်တခြားတခြားလူတွေလည်းတတိထားကြပါ